င်္ဂလာပါ။ Area အပတ်စဉ်တင်ဆက်နေတဲ့ Daylight Area အစီအစဉ်ဖြစ်ပါတယ်။ဒီတစ်ပတ်ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့အစိုးရအသစ်လက်ထက်မှာမြမအစည်းအဝေးရဲ့အလားအလာဘယ်လိုရှိမလဲဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နဲ့အတူဆွေးနွေးဖို့ဖိတ်ခေါ်ထားတဲ့သူတွေကတော့ Area သတင်းဌာနမှာစီးပွားရေးသတင်းတွေစီးပွားရေးအကြောင်းတွေကိုပဲဒီဇိုင်းမမတ်ရေးသားနေတဲ့မတ်ကျော်စုမကိုတစ်နေမှုတို့ဖြစ်ပါတယ်။ကျွန်တော်ကတော့ ARI မြန်မာပိုင်း editor တာလွန်ဆောင်ထပ်ပါ အခုအစိုးရတကပေါ့နော်ဟိုသူတို့အာနာရလာတာနှစ်လနှစ်ပါလောက်ရှိလာပြီပေါ့နော်နှစ်လနှစ်ပါကျော်လာပြီပေါ့ဒါပေမဲ့ဟိုအခုအချိန်မှာဟိုစီးပွားရေးတိုင်ဝမ်ကနေပြီးတော့ဆက်ပြီးတော့အတန်ကြီးကြားလာတာဗာလဲဆိုတော့ဟိုနိုင်ငံတော်အခြေပြမိန်ကုန်းပေါ့နော်သမရတယောက်အနေနဲ့နိုင်ငံနိုင်ငံကိုအဆပြီးတော့အာနာသမရဦးထင်ကျော်ဆက်ပြီးအာနာယူတဲ့အချိန်မှာနိုင်ငံတော်မှာဘယ်လိုစီးပွားရေး policy နဲ့နိုင်ငံရဲ့စီးပွားရေးကိုဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတော့နိုင်ငံတော်အခြေပြ ဟလာစီးပွားရေး policy ကိုထုတ်မပြောဘူးပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဟို FDI ဟလာနိုင်ငံသားယူနီမြုံနယ်မှုလုပ်မဲ့သူတွေရောပြည်ဝင်လုပ်ငန်းရှင်တွေရောကအာတော်တော်ဝေဖန်တာရှိကြတယ်ပေါ့နော်ဒီနိုင်ငံကြီးကဘယ်လိုစီးပွားရေး policy နဲ့ရှေ့ကိုဆက်သွားမှာလဲပေါ့နော်နောက်ပြီးတော့အခုလက်ရှိဒီနှစ်လအတွင်းမှာလဲစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဟလာဟိုရတရားစီမံကိန်းရဲ့နှစ်လဟိုအစိပ်ပိုင်းဖြစ်တဲ့နှစ်လအတွင်းမှာလဲစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဘာမှကိုထူးထူးခြားခြားပြည်ပြောင်းလဲတာရှိဘူးပေါ့နော် ဲ့တော့ဒါကဟိုစီးပွားရေးတမားတွေအနေနဲ့ပေါ့နော်ဘယ်လောက်ထိသူတို့တွေဒီအပေါ်မှာဟိုဟိုဝေဖန်သုံးသပ်နေကြတယ်ပေါ့စီးပွားရေးတိုင်းဝိုင်းအနေနဲ့ပေါ့အဲ့ကျော်စုံပေါ့ဆိုတော့ဒါတော့အားလုံးသိကြတဲ့အတိုင်းပဲဒီအစိုးရအပြောင်းလဲမှာအခက်အခဲတွေအာပြဿနာတွေကတော့အများကြီးရင်ဆိုင်နေကြတယ်။နောက်အာပြဿနာကဘာလဲဆိုတဲ့အခါကျတော့ဒီအစိုးရကဒီသူတို့ရဲ့စီးပွားရေး policy ကို ထုတ်ပြန်ထားတာရှိပေမဲ့လည်းရှင်းရှင်းလင်းလင်းကားကားနာနာကိုပို့ပြီးတော့အော်အများပြည်သူသိအောင်စီးပွားရေးလုပ်ငန်းရှင်တွေသိအောင်အော်ဒီရင်းနှီးမြှုပ်နှံမှုကိုလာကြမယ်နိုင်ငံခြားသူတွေသိအောင်ကိုဟိုထုတ်ဖော်မပြနိုင်သေးတဲ့ပြဿနာပေါ့နော်ဒီအဲ့ဒါကအဓိကလက်ရှိမှာအလုံးဝဝေဖန်ပြောဆိုနေကြတဲ့ပြဿနာဖြစ်နေရပေါ့လေသူတို့မှာဒီ NLD အစိုးရမှာအာကောင်းမွန်တဲ့ဒီစီးပွားရေး policy တွေ ထုတ်လောက်တာတွေရှိတယ်ဘာလို့ဆိုတော့သူတို့စီမှာဒါအချိန်အများကြီးနဲ့အာယူပြီးတော့နိုင်ဒီကျွမ်းကျင်ပညာရှင်တွေနဲ့သူတို့စီစင်စင်ထားတာရှိရပေါ့လေဒါအရင်တော့မသိခဲ့တဲ့ဟာပေါ့ဒါပေမဲ့အဲ့ဒီဟာကိုပွင့်လင်းမြင်သာစွာနဲ့တေချာမရှင်းပြတဲ့ပြဿနာကအကုန်လုံးအောင်မေးမြန်းခြင်းစီရဖြစ်နေတာပေါ့လေဆိုတော့အခုလောလောဆယ်မှာလက်ရှိဒီစီးပွားရေးလုပ်ငန်းရှင်တွေအကုန်လုံးကဘာကြောင့်ဘယ်လိုလုပ်မှလဲဘယ်လမ်းနဲ့သွားမှလဲအာသူတို့ရဲ့အခွင့်အလမ်းတွေဘယ်လိုလုပ်ပေးမှလဲအရင်တော့ကအစိုးရကနေပြီးတော့ခြံထားခဲ့တဲ့စိုးမွေတွေကိုသူတို့ဟိုဘယ်လိုဖြည့်ရှင်းမှလဲအာဒီ အများကြီးပေါ့လေဒါဆိုင်ရာဆိုင်ရာကဏ္ဍဥမာဘဏ်လုပ်ငန်းရှိမယ်အာ financial ပေါ့လေဒီကုနာငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေရှိမယ်အာကုန်ထုတ်လုပ်မှုတွေရှိမယ်ဟိုပို့ကုန်သွင်းကုန်ကဏ္ဍတွေရှိမယ်အဲ့ဒီကဏ္ဍတွေမှာသူတို့ရဲ့ပြက်ပြက်သားသားသေချာမတင်ပြသေးတဲ့ဟာတွေဟာမေးခွန်းထုတ်စရာတွေဖြစ်နေရဲ့လို့ဟိုဒါဟိုပြောလို့ရတယ်နိုင်တာပေါ့နော်ဆိုတော့ဟိုအခုဒီလိုအခြေအနေမျိုးမှာအစိုးရတဲ့အနေနဲ့ ဟိုဒီနိုင်ငံရေးကိုတည်ငြိမ်အောင်လုပ်တာလည်းလုပ်ပေါ့လေဒီစီးပွားရေးကိုလည်းဘာဖြစ်လို့ဆိုနိုင်ငံရဲ့အဓိကအသက်သွေးကြောကစီးပွားရေးဖြစ်နေတာဟုတ်ဆိုတော့အကောင်းဆုံးဖြစ်နိုင်မဲ့ policy တွေကိုသူတို့ထေချာအခုချိန်မှာရှင်းပြပြောပြပုံဝင်လည်းပြောပြသိပြီလို့ထင်တယ်เนาะရတ္တရာတင်မှာအကောင်းဆုံးပြုတ်ပေးနိုင်မယ်ဆိုလို့ရှင်တော့အရင်ကောင်းပါပါလိမ့်မယ်ဆိုတော့နောက်တစ်ခုကဟိုเนาะကျွန်တော်တို့ဒီဟိုဥပဒေတွေပေါ့เนาะဥပဒေတွေအရင်အစိုးရသမရဥသိမ်းစေအစိုးရလက်ထက်တော့ဟာဟိုဟိုပြတ်ထန်းသွားတဲ့ဥပဒေရှိရဥပမာဆိုလို့ရှင် င်ငံသားချင်းချင်းလုပ်နိုင်မှာဥပဒေအဲကုမ္ပဏီအဥပဒေပေါ့နော်ဟုတ်လားအဲ့လိုဥပဒေတွေမှာစီးပွားရေးနဲ့ဆိုင်တဲ့ဥပဒေမှာလဲဒါဟိုတိတ် ready မဖြစ်သေးဘူးပေါ့နော်အခုချိန်ကြီးကိုဟိုအမားဟိုအမားများတယ်ဆိုတာထပ်ပေါ့လေဟိုနိုင်ငံသားချင်းချင်းလုပ်နိုင်မှုတွေနဲ့ဒီကုမ္ပဏီတွေဆွဲဆောင်နိုင်တဲ့ဥပဒေတွေမဖြစ်သေးဘူးဆိုပြီးတော့ဟိုဒါစီးပွားရေးသမားတွေကလည်းပြောတယ်ဒါဟိုတလောကပဲဒါဟုတ်လားအမေရိကန်အကုန်သိင်းများတဲ့ရနေပြီးတော့ဒီမှာရှိတဲ့စီးပွားရေးအာ ဟိုပါဘောနော်ဥပဒေတွေစီးပွားရေးဥပဒေတွေကဟိုအကာအကွယ်ပေးတဲ့ဥပဒေတွေမဖြစ်သေးဘူးပေါ့အဲ့ဒါဖြစ်အောင်မို့လုပ်ဖို့လိုတယ်ဆိုပြီးတော့တိုက်တွန်းနိုင်တောင်ထွက်လာတယ်ပေါ့နော်ကိုသိနေမှုကအဲ့တော့ဒီကဥပဒေတွေကဘာဖြစ်နေရလဲဟိုပါဘောနော်ဘာဘာကြောင့်မလို့ဟိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမဆွဲဆောင်နိုင်တဲ့ဥပဒေလို့ဟိုဒီဘက်စီးပွားရေးသမားတွေကပြောနေကြတာလဲဟောဒီဒီဥပဒေကအာဥသိမ်းစိန်အစိုးရလက်ထက်မှာဥပဒေတော့ဟိုပြဋ္ဌာန်းနေပေါ့နော်ဒီဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆို2010မှာပေါ့နော် လောက်တယ်နောက်ဒီမြန်မာနိုင်ငံသားယင်းမျိုးနာမှုဥပဒေတို့ဘာလို့လောက်တယ်အဲနောက်အဲ့လက်ထက်မှာပဲဒီဥပဒေနှစ်ခုကနည်းနည်းရှုပ်ထွေးမှုဖြစ်နေတဲ့ဒီမြန်မာနိုင်ငံသားများဥပဒေဆိုလဲမြန်မာနိုင်ငံသားတွေကိုဦးစားပေးတယ်ပေါ့နော်ဒီနိုင်ငံသားယင်းမျိုးနာမှုဥပဒေဆိုလဲနိုင်ငံသားယင်းမျိုးနာသူတွေကိုဦးစားပေးတယ်ဆိုပြီးတော့ဒီဇီဝရေးသမားရဲ့ကြားမှာအပြန်အလှန်ပြောဆိုရတာဖြစ်လာရပေါ့အဲကြောင့်အဲ့ဒီဥပဒေနှစ်ခုကိုပေါင်းမယ်ဆိုပြီးတော့ဟိုလုံနေရပေါ့နော်အဲအဲ့ပေါင်းမယ်ကိစ္စအခုဒီအဲ့ဥပဒေကမပြတ်ထန်းနိုင်နေဘူးပေါ့ နောက်ဒီမြန်မာနိုင်ငံကုမ္ပဏီများဥပဒေပေါ့မြန်မာကုမ္ပဏီ app ဒီဥပဒေကလည်းနှစ်သက်တမ်းကြာလိုက်1914လောက်ကတည်းကရေးဆွဲတဲ့ဥပဒေပေါ့နော်အဲဒီဥပဒေကိုလည်းဒီ ADB တို့အခုညီနဲ့ပြင်နေတာကအခုထိအကောင့်ထဲမဖုံးနိုင်သေးဘူးပေါ့အာဒါကဒီနိုင်ငံရေးညှိနှိုင်းမှုနဲ့ဒါရိုက်သက်ဆိုင်တဲ့ဥပဒေနှစ်ခုပေါ့နော်ဒါပြင်ဒီနိုင်ငံရေးညှိနှိုင်းမှုတွေကိုဒီခွင့်ပြုပေးရတဲ့ဒီ MIC ကလည်းဒီအစိုးရတစ်လက်ထက်ရောက်ရင်ဒါပြန်ပြီးတော့ဖွဲ့စည်းရမှာပေါ့ဥပဒေအရာ ား MNC ကလည်းမဖွဲ့နိုင်သေးဘူးဒီဥပဒေနှစ်ခုကလည်းမပြင်နိုင်သေးတဲ့အချိန်မှာပေါ့ဒီနိုင်ငံရေးမျိုးနွယ်သူတွေကဒီအပေါ်ဒါတွေကအနှစ်ချက်တွေလို့ဖြစ်နေရပေါ့နော်ကျွန်တော်တို့စီမှာဟောအဲ့အတွက်ဒီဒီ proposal တင်ထားတယ်ဒီနိုင်ငံရေးမျိုးနွယ်ခြင်းနဲ့လုပ်ငန်းတွေ proposal တင်ထားတာတွေကလည်းဒီ MNC မဖွဲ့နိုင်နေတဲ့အတွက်ခွင့်မပြုနိုင်နေဘူးပေါ့နော်အဲ့လိုခွင့်ပြုနိုင်နေတဲ့လုပ်ငန်းတွေကအခုချိန်မှာဆိုရင်တရာကျော်လောက်ရှိတယ်လို့သိရတယ်ပေါ့နော်ဟောဒီအခြေအနေကလည်းဒါလက်ရှိစီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကိုမတွက်လက်စေတဲ့အကြောင်းအရာတစ်ခုလို့တော့ဒါယူဆရတယ်ပေါ့ဆလူရာကတော့ဘာမှအဆင်သင့်မဖြစ်သေးဘူးပေါ့ဥပဒေဖြစ်ဥပဒေဘိုင်းရလဲကျွန်တော်တို့မှအဆင်သင့်မဖြစ်သေးဘူးအဲနောက်ပြီးတော့ဒါနိုင်ငံရေးနှမျိုးနှမှုတွေခွင့်ပြုတဲ့မြန်မာ invest ကော်မရှင်ကလည်း MIC ကလည်းအဆင်သင့်မဖြစ်သေးဘူးပေါ့ဒါကြောင့်မလို့ရင်းနှီးမြှုပ်နှံမှုတွေကဒါထင်သာမြင်သာရက်တရာတွေမှာမဝင်လာတာပေါ့နော်ဒီလိုသုံးသပ်လို့ရတယ်နောက်တစ်ခုကတော့အားလုံးပြောကြတာပေါ့နော်အရင်တော့က အာမြန်မာနိုင်ငံပေါ်မှာစီးပွားရေးပိတ်ဆို့ထားတယ်ပေါ့အမေရိကန်ပေါ့နော်အထူးသဖြင့်အမေရိကန်ပေါ့စီးပွားရေးပိတ်ဆို့ထားတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံမှာစီးပွားရေးလောက်ရတာခက်ခဲပြီးတော့ဟိုဟိုဒါပြည်သူလူထုစက်တဲတယ်ပေါ့အရင်တုန်းကဒါဒီလိုပြောကြဆိုကြတာရှိပါတယ်ဒါပေမဲ့မေလ10ရက်နေ့မှာဒီအမေရိကန်ပြည်တော်စုကနေပြီးတော့ကျွန်တော်တို့အတိုင်းပြည်ကိုဟလာချမှတ်ထားတဲ့အာစီးပွားရေးပိတ်ဆို့မှုတက်တန်းတိုးလိုက်တယ်ဒါပေမဲ့လည်းတက်တန်းတိုးပေမဲ့လည်း အဲ့ဒီတက်တန်းတိုးမှုမှာဒီလူပုတ်ကိုနဲ့ဆိုင်တဲ့ဟာတွေကိုပဲပြစ်မှတ်ထားတက်တန်းတိုးပြီးတော့အစိုးရနဲ့ပတ်သက်တဲ့ဟာတော်တော်များများကိုသူတို့ဒါ sanction list ကနေပြီးတော့သူတို့ဟိုပါတော့ထုတ်လိုက်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်မြမစီဝိုင်းဘန်ပေါ့ဟလား MICV MFTV အစရှိတဲ့ဒီဘန်တွေကိုလည်းဒါ sanction ကနေပြီးတော့ထုတ်လိုက်တယ်ဆိုတော့ဒါအစိုးရနဲ့ပတ်သက်ပြီးတော့ sanction ကမရှိတော့ဘူးလို့တော့ ြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းဟိုဆန်ရှင်ကရုတ်ရုတ်လိုက်ပြင်မဲ့လည်းဟိုအားလုံးထင်သားသလိုပေါ့နော်ဒီလိုမျိုးဒီအစိုးရနဲ့ပတ်သက်တဲ့ဆန်ရှင်တွေရုတ်လိုက်တဲ့အတွက်ကြောင့်ပေါ့အားလုံးထင်သားသလိုမျိုးဝုန်းနေမဲ့ investment တွေဝင်လာတာမျိုးလည်းမရှိဘူးအဲ့လိုမျိုးဆန်ရှင်အစိုးရနဲ့ပတ်သက်တာတော်များရုတ်ပေးလိုက်လို့ဒီနိုင်ငံတွေကို investment လာလို့မယ်ဆိုပြီးတော့အတန်ပြစ်တာတွေလည်းတော်တော်နည်းတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲမကျွန်းဘူးအော် မနေ့ကလောက်ခဲ့တဲ့ဒီ American နဲ့မြန်မာနဲ့ပေါ့လေဒါစီးပွားရေးဒီ플레이တဲ့ ီပွဲမှာဆိုလို့ရှိရင်လေသူတို့ကဒီဒီ SDN list တွေကိုပဲထည့်ထားသေးတယ်ပေါ့လေအာ SDN list ကိုပဲထည့်ထားတယ်ဒီလူတွေကဥပမာအဖြစ်ပေါ့နော်ဒါဥဒေစာရှိမယ်ဥစောစောရှိမယ်နာမည်ကြီးတွေပေါ့လေမြန်မာနိုင်ငံမှာရှိတယ်ဥအီရှာဝါဥထုံးမြင့်နိုင်ဆိုတဲ့အခါကျတော့သူတို့တွေကဒါပေမဲ့ပြောရမယ်ဆိုလို့ရှိရင်လေဒီဒီလောက်ထားတဲ့ SDN list ကလူတွေကလည်းဟိုမြန်မာနိုင်ငံရဲ့အတိတ်ကအကြီးစီးပွားရေးအုပ်ချုပ်နေတဲ့သူတွေဖြစ်နေရပေါ့လေဆိုတော့အဲ့ဒီအချိန်မှာဟိုဟိုဘယ်လိုခေါ်မလဲဆိုတော့ we already ဖြစ်နေပေါ့နော်ဒါတကယ်ပဲစီးပွားရေးပေါ်မှာသွားပြီးတော့ အကျိုးတရားမှုရှိသလားတကယ်လို့အကျိုးတရားမှုမရှိဘူးလားဆိုတဲ့ဟာလေဒီ American ကိုတိုင်ကိုကလည်းသူတို့ Congress နဲ့ဒီဘက်ကအစိုးရနဲ့ဒီမှာကြားမှာအများကြီးဒါသူတို့ရှုပ်ထွေးမှုတွေလည်းရှိနေသေးတာကိုဆိုတော့တချို့ကဒီခုနကပြောလို့ရမယ်ဟိုဆန်ရှင်ပိတ်ဖို့တက်ကိုသူတို့တွေကဖိအားပေးတယ်တချို့ကဆန်ရှင်ကိုမဖိတ်ဖို့စီးပွားရေးလုပ်ငန်းရှင်တွေ US စီးပွားရေးလုပ်ငန်းရှင်တွေကိုယ်တိုင်ကမြန်မာနိုင်ငံကိုဆန်ရှင်တွေလုပ်ဖို့ရုပ်ပေးဖို့အတွက်ကိုလုပ်တဲ့ဟာတွေလည်းရှိနေတယ်ဆိုတော့အဓိကပြောချင်တာကဆန်ရှင်ကြောင့်တကယ်ပဲမြန်မာနိုင်ငံစီးပွားရေးကိုထိခိုက်သလား ဆန့်ရှင်သည်တကယ်ပဲအကျိုးသက်မှုရှိလားဆိုတဲ့ကိစ္စကိုနှစ်ဖက်အစိုးရစလုံးကစဉ်းစားဖို့လိုအပ်မယ်လို့ဒါဟိုသုံးသပ်ရတယ်ပေါ့လေဆန့်ရှင်ကြောင့်ဘယ်နေရာတွေမှာဘယ်သူတွေက effect ဖြစ်နေသလဲအဓိကက သူတို့ target ထားတာကစီးပွားရေးလုပ်ငန်းရှင်ထိပ်သီးလုပ်ငန်းရှင်ကြီးတွေကိုလာဒါမှမဟုတ်အောက်ခြေကလူတွေကိုပဲကြည့်တာလာအဲ့ဒီဟာကိုလည်း American ဆိုရအနေနဲ့ပြန်ပြီးတော့ကြည့်တင်တယ်ပေါ့လေဆိုတော့ဒီ American ဆိုရအနေနဲ့သူတို့တကယ်လို့ပေါ့လေဟို sanction တွေသူတို့ရုပ်သိမ်းသွားတယ်ဆိုရင်တောင်မှမြန်မာနိုင်ငံကိုတကယ်တမ်းလာပြီးတော့ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံအနေနဲ့ ready ဖြစ်ပြီလားဆိုတဲ့ကိစ္စကိုလည်းမြန်မာနိုင်ငံဆိုရကကိုယ့်ဘာသာကိုမေးခွန်းထုတ်ဖို့လိုအပ်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာကနှစ်ပေါင်းများစွာဒီ um လို့ပြောမလဲဆိုတော့ပျက်စီးလာခဲ့တဲ့အစနစ်တွေเนาะအဆင်သင့်မဖြစ်သေးတဲ့အခြေခံအဆောက်အုံတွေဥပမာအဖြစ်ဒီမှာမြန်မာနိုင်ငံမှာလျှက်စစ်လဲပြေဝါမပေးနိုင်သေးဘူးရေလို့เนาะအခြားတခြားဒီခုနကလိုအပ်တဲ့အခြေခံအဆောက်အုံတွေမှန်သမျှ telecommunication အစတကယ် ready ဖြစ်နေပြီလားဆိုတဲ့အကြောင်းကိုအစိုးရအနေနဲ့ကိုဘသားကိုမိကုံထုတ်ဖို့လိုအပ်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာတွေကိုဒီလိုမျိုးအခြေခံအဆောက်အုံတွေ ready မဖြစ်ဖဲနဲ့တော့ဘယ်သူဘယ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်အမလာမှာမဟုတ်ဘူးဥပမာအဖြစ် မြေကြီးတွေဈေးရန်ကြီးနေတာမျိုးတွေအာရုံးငန်းတွေငှားရမ်းကားတွေဈေးကြီးနေတာမျိုးတွေဒါတွေကိုအကုန်လုံးကနိုင်ကြီးမြုံနေမှုလုပ်ငန်းရှင်တွေအကုန်လုံးတွတ်မှာပဲဒါတွေကိုမှသေချာဖက်ဖက်ပေါင်းစုံကနေပြီးတော့မှမလေ့လာဘူးဆိုလို့ရှင်တော့နိုင်ငံခြားကြီးနေမြုံနေမှုတွေကလာမှာမဟုတ်ဘူးလို့တော့သုံးသပ်လို့ရတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဟိုဟိုအဓိကဒီ time ကြီးကတော့ ဟိုကျွန်တော် တို့တိုင်းပြည်ကဖွင့်မျိုးစေပေါ့နော်တိုင်းပြည်ဖြစ်တဲ့ခါကျတော့ဟိုတိုင်းပြည်ထဲမှာလည်းဟို export import စက်တာနှစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်ဟို export ကတော်တော်ကိုနည်းပြီးတော့ဒီ import လောက်ရတဲ့ဟာပေါ့နော် import လောက်ရတဲ့ဟာအများများတယ်အဲ့တော့အင်တိန်အင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါသုံးငွေရများပြီးတော့ဝင်ငွေရနည်းရဆိုလို့ရှိရင်ဒါတဖြည်းဖြည်းနဲ့ဒီအင်းကမွဲလာတာပဲလေအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလည်းအခုပြန်ကြည့်လို့ရှိရင် export amount က ဘာမှမရှိဘူးအင်ပို့ကအင်မတန်ဟိုပေါ့နော်တိုင်းပြည်တွေကိုကားတွေတွင်းနေဟာဆောက်လို့ရလေတွင်းနေဆိုတော့ဒီဟာကရောဟိုဒီစီးပွားရေးတစ်ခုလုံးပါ export တက်လာဖို့အစိုးရအနေနဲ့ဘာတွေပြင်ထားပြီလဲကိုတင်နေမို့ဟောဒီနှစ်လနှစ်လပေါ့နော်ဒီနှစ်လအတွင်းမှာတော့ဟိုကျွန်တော်တို့တည်တာမြင်တာနဲ့ကြားတာဆိုလို့ဒီစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးကပြောတဲ့ဒီလက်ထက်မှာပို့ကုန်သုံးစားတို့အောင်လုပ်မယ်ဆိုတာပေါ့နော် ဒါပေမဲ့ဒီပုတ်ကုံသွင်းကုံကိုကျွန်တော်ပြန်ကြည့်ရင်ကျွန်တော်စီကအာဒီပုတ်ကုံကတော့လျှောက်နဲတယ်ပေါ့နော်သွင်းကုံကတော့တာများလာတယ်ပေါ့သွင်းကုံများတော့ကျွန်တော်တို့ဒီဒီဘယ်လိုပြောမလဲအဲကုံသွေးလူငွေပြခဲ့တယ်ပေါ့နော်ကုံသွေးလူငွေတွေကဟောပြတာကကျွန်တော်တို့2017 73လောက်ကဆိုဒီကျက်တန်း290လောက်ကနေဒီနောက်အဲ145လောက်မှာဒီ American Dollar 5 billion လောက်ထိကုံသွေးလူငွေကပြလာတယ်ပေါ့နော် ဒီကွန်တွေလူငွေပြရတဲ့ဆိုတာလည်းဒီပုတ်ကုန်မတင်ပို့နိုင်ဘူးနော်။နောက်မြန်မာနိုင်ငံရဲ့ပုတ်ကုန်ကဒီ2045လောက်တုန်းကဆိုရင်ကျွန်တော်တို့10ဘီလီယံလောက်ပဲရှိရပါတော့။ဒါအင်းကြီးနိုင်ငံနေနဲ့ရှင်မယ်ဆိုရင်တအားကိုနေတဲ့ပမာဏလို့ပြောမှာထိုင်းမှာဆိုရင်ဘီလီယံ120လောက်ရှိတယ်။အဲ့ချိန်မှာကျွန်တော်တို့က10ဘီလီယံလောက်ပဲရှိရပေါ့။ဗီယက်နမ်ဆို130ကျော်။ဒါဆိုရင်ပုတ်ကုန်ကတအားနေတာဆိုတာတိတာနေ။ဟောဒီအခြေအနေကနေဆွဲတင်မှုဆိုရင်ဒါ အဲ့တို့ဘယ်လုပ်ငန်းတွေကိုဦးစားပေးပြီးတော့ပုဂ္ဂိုလ်ဟိုတိုးတက်အောင်လုပ်မလဲပေါ့နော်အာဝန်ကြီးပြောတာတော့ဒီစိုက်ပျိုးရေးပေါ့ကျွန်တော်တို့ကစိုက်ပျိုးရေးကနေအာပုဂ္ဂိုလ်တွေတိုးအောင်လုပ်မယ်နောက်ဒီအသေးစားနဲ့လက်စားလုပ်ငန်းတွေကိုဖွံ့ဖြိုးအောင်လုပ်မယ်လို့တော့ပြောတယ်ဒါပေမဲ့စိုက်ပျိုးရေးကလက်တွေ့မှာကျွန်တော်တို့စီကနိုင်ငံရေးနည်းမျိုးနံမှုဆိုရင်ဒီစုစုပေါင်းရဲ့အဲဝမ်ပစံအောက်ပဲရောက်တယ်ပေါ့0.5လောက်ပဲရှိတယ်ဒါကလည်း imminent နည်းနေတဲ့အချက်တကယ်လှုပ်ဆောင်မဲ့စိုက်ပျိုးရေးမှာနိုင်ငံရေးနည်းမျိုးနံမှုဒီလောက်နည်းနေတာကို ဒါဘယ်လိုလုပ်မလဲဆိုတာလည်းစိတ်ဝင်စားစရာကောင်းတယ်ဒါတကယ် challenge ပေါ့နော်ကျွန်တော်စောင့်ကြည့်ရအောင်အာနောက်တော့အသေးစားနဲ့လက်စားဒီလုပ်ငန်းတွေပေါ့ SME တွေ SME တွေဖွံ့ဖြိုးဖို့ကဒီဥသိမ်းတင်ဆိုတာလက်ထက်မှာဒီလှုပ်တယ်လှုပ်တယ်အာဒီအချင်းငွေတွေဒီပေးတယ်ဆိုတာလည်းဟိုလောလောငောင်ကပေးနိုင်တဲ့အတိုင်းတောင်မရှိခဲ့ဘူးပေါ့နော်နောက်ဒီ SME စင်တာတွေပါသူထောင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့ SME ဖွံ့ဖြိုးရေး policy ကမအောင်မြင်ဘူးလို့ဒီစီးပွားရေးပညာရှင်တွေက ကျွေးဝိုင်းလုပ်ငန်းရှင်တွေကသုံးသက်တယ်ပေါ့နော်သူလှုပ်သိမ်းတဲ့နောက်တော့လုံနိုင်ခဲ့တယ်ဒါပေမဲ့မအောင်မြင်ဘူးပေါ့ဒီမအောင်မြင်ခဲ့တဲ့ဒီခီးအရန်မရောက်ခဲ့တဲ့ဒီ SME တွေဖွံ့ဖြိုးဖို့ SME policy ကိုဒီဆိုရလက်ထက်မှာဘယ်လိုကောင်းကောင်းကင်လွယ်မလဲပေါ့နော်ဒီဆိုရဒါတွေဖွံ့ဖြိုးအောင်ဘယ်လိုလုပ်မလဲဆိုတာလည်းဒါကြည့်မရဲစင်ကုန်မှုတက်ပဲလို့နှစ်ခုပေါ့နော် exporter အောင်လုပ်ဖို့လိုတယ်စီးပွားရေးကောင်းလာဖို့ဆို SME တွေကိုသူပို့ပြီးတော့အားပေးဖို့လိုတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဟိုပါပေါ့မဟိုကျွန်တော်တို့ဒီ banking sector နဲ့ ပတ်သက်ပြီးတော့ဗောနော banking sector နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေရှိနေရေဗောဒီကအဓိကကတော့ banking မှာဒီ loan ထုတ်ပေးတဲ့ကိစ္စတွေဗောနော်အရင်ကြီးမရှိတဲ့ပြဿနာဗောအဲ့ဆိုအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီအစိုးရဒီဘက်အပိုင်းအစိုးရအနေနဲ့ဘာတွေပြင်ထားပြီလဲအအဓိကကတော့ဒီဒီဗဟိုဘဏ်ဗောနော်ဗဟိုဘဏ်ရဲ့ policy တွေဟာဒါတည်ငြိမ်ပြီးတော့တကယ့်ကိုထိထိမိမိနဲ့ပုတ်ကလိကကဏ္ဍကိုအားပေးမဲ့ ဥပဒေတွေလုတ်ပေးဖို့အတွက်ကိုအရန်လိုအပ်တယ်။အဓိကအားဖြင့်ဒီဟိုပြည်တွင်းလုပ်ငန်းရှင်တွေကိုကောင်းကောင်းဒါပံ့ပိုးမှုတွေပေးမှ regulations တွေကောင်းကောင်းချပေးတဲ့အချိန်ကြာတော့မှသူတို့အနေနဲ့ဒါဘယ်လောက်ထိ loans ကိုဘယ်လောက်ထိလုတ်ပေးနိုင်မလဲ။နောက်တစ်ခုကကြတော့ဘ ਹੁ ဘန်ကနေပြီးတော့ဒီပုတ်ကလေးကဘန်တွေကိုဘယ်လောက်ထိအောင်ဘ ਾਈ ကပ်ပေါ့နော်ဘယ်လောက်လုတ်ပေးနိုင်မလဲ။နောက်ကနေပြီးတော့ကြားကန်ပေးလာနိုင်မလဲဆိုတဲ့ဟာတွေကိုမေးခွန်းထုတ်ရလာလိမ့်မယ်။ဆိုတော့အခုဆုံးလို့ရှိရင်ဒီဘ ਹੁ ဘန်ရဲ့တချို့ဟို policy လေးတွေဘာလေးတွေပေါ့နိပို့ပြီးတော့ဟိုသင်သာမြင်သာလုတ်ဖို့အတွက်ကိုဒီဟို ပြင်ဆင်မှုတက်ကိုဒီလုပ်ငန်းရှင်တွေဘက်ကနေပြီးတော့အာတွန်းအားပေးနေတာရှိတယ်။ဒါဒါကြောင့်အဓိကပြောချင်တာကတော့ပုဂ္ဂလိကလုပ်ငန်းတွေကိုပို့ပြီးတော့တိုးချင်တဲ့တိုးတက်ချင်တဲ့ဆိုလို့ရှိရင်အစိုးရအနေနဲ့ဗဟိုဘဏ်ကိုလည်းအကောင်းဆုံးဖြစ်အောင်ပေါ့နော်။ကင်တွယ်ပေးဖို့လိုအပ်မယ်လို့ထင်တယ်။မကြဆုံဘူး။ကိုတင်နေမှုအခုလိုမျိုးဝင်ရောက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။